တခါတော့ကရွာတရွာမှာမောင်နီးလို့ခေါ်တဲ့လူငယ်လေးတယောက်ရှိတယ်။သူဟာဆင်းရဲပေမဲ့ယူသားကြိုးစားတဲ့သူတယောက်ဖြစ်ပါတယ်။သူဟာတထေးကြီးဦးမြစီမှာအလုပ်လုပ်တယ်။မောင်နီးဟာတထေးကြီးဦးမြရဲ့နွားတင်းကုတ်မှာပဲခိုလုံနေရင်းနဲ့အလုပ်တွေကိုကြိုးစားလုပ်ကင်တာပေါ့။မနေ့စောစောကနေပြီးညနေဆောင်ထိအောင်နှစ်ဖူးကနေခြေပြားထိချွေးတွေကြအောင် အလုပ်လုပ်တယ်လေ။ တထေးကြီးကလည်းသူ့ရဲ့ကြိုးစားမှုကိုမြင်တော့ယုံကြည်အားကိုးရတဲ့လူတစ်ယောက်အဖြစ်မှတ်ယူလိုက်တာပေါ့လာရီကြလာတော့မောင်နှမသူကြိုးစားရှာဖွေထားတဲ့ငွေကြီးလေးတွေကအနှဲငယ်စုမိလာတယ်ဒါဟာသူ့အတွက်ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါပဲဒါပေမဲ့ပြေတနာကဆလာတယ်သူတို့ရွာမှာတခိုးတွေပေါများလာတယ်နေဘက်နဲ့ညဘက်တွေမှာပါအိမ်တွေထိခိုးဝင်ပြီးလူရဲမှုတွေဖြစ်လာတယ် မောင်နီဟာသူစွန့်မိထားတဲ့ငွေလေးတွေကိုစိတ်မချဖြစ်လာတော့တာပေါ့သူအလုပ်သွားတိုင်းနွားတင်ကုန်မှာပဲဟွက်ထားခဲ့ရတဲ့ဒီပစက်လေးကို ခုခံရမှအရင်ဆိုရင်နေမိရဲ့ဒီလိုနဲ့သူဟာတထေးကြီးဥမြစီကိုရဲဝင်စွာတော့ပြောလိုက်တယ်အရှင်တထေးကြီးကျွန်တော်မှာစွန့်မိထားတဲ့ငွေလေးတွေရှိပါတယ်ဒီရွာမှာတခိုးတွေများလာတဲ့အတွက်စိတ်မချဖြစ်နေရပါတယ်။ဘယ်မှာထားပြီးဘာလုပ်ရမလဲမသိတော့ပါဘူးလို့ပြောလိုက်တာပေါ့ အဲ့တော့တထေးကြီးကလည်းစဉ်းစားပြီးပြောပြလိုက်တယ်။အင်းမင်းပြောတာဟုတ်တယ်။ငါကြားဘူးတာကဒီရွာမှာရှိတဲ့မြေရှင်တထေးကြီးစီမှာတော့လူတွေငွေလာအပ်ကြတယ်ဆိုပဲ။သူ့မှာအဆောက်အအုံတွေလည်းများတယ်။အိမ်ကလည်းခိုင်ခက်နေတဲ့။သူ့စီမှာအဲ့ရင်တော့စိတ်ချရမယ်ထင်တာပဲ။ဒီအကြံပေးချက်ကိုကြားတော့မောင်နှမရဲ့စိတ်ထဲမှာစိတ်သက်သာရရသွားတယ်လို့ခံစားလိုက်ရတယ်။တထေးကြီးကိုယ်တိုင်ကအကြံပေးလိုက်တာကို နောက်တနေ့မှာပဲမောင်နီဟာမြေရှင်တထေးကြီးရဲ့အိမ်စီကိုသွားရောက်ပြီးသူ့ရဲ့ပစက်တီကိုစိတ်ချလက်ချနဲ့အံ့နံလိုက်တာပေါ့မြေရှင်တထေးကြီးကလည်းအေးစိတ်ချပါကွာငါစီမအပ်ထားရင်ဘသူမှခိုးလို့မရဘူးအဲ့လိုမျိုးပြောပြီးဖော်ရည်စွာနဲ့ပဲလက်ခံလိုက်ပါတယ်တစ်နှစ်လောက်ကြာတဲ့အခါမှာတော့မောင်နီရဲ့ဆုထားတဲ့ငွေလေးတွေဟာအင်းတေးသေးလေးတလုံးဆောက်ဖို့လုံလောက်လာခဲ့ပါပြီ။နွားတင်းကုတ်ထဲကဘဝကနေလွတ်မြောက်ဖို့အခွင့်အရေးရလာတဲ့အချိန်ပေါ့ သူ့ရဲ့မျက်လုံးတွေထဲမှာမျောလင့်ချက်တွေဝေစားနေတယ်။ဒီလိုနဲ့မောင်နီဟာမြင်ရှင်တထေးကြီးစီကနေပြီးသူ့ရဲ့ငွေတွေကိုပြန်ယူဖို့တွားလိုက်ပါတယ်။ဒါပေမဲ့မထင်မှတ်ထားတဲ့အဖြစ်အပျက်ကစတင်လာပါတော့တယ်။မြင်ရှင်တထေးကြီးကမောင်နီကိုကြည့်ပြီးဟေးမင်းကဘာလုပ်လဲ။ငါ့ကိုဘာလို့လာရှာတာလဲ။မင်းရဲ့ငွေတွေကငါ့စီကိုဘယ်တော့ကအထားဖို့လို့လဲလို့ကြမ်းတမ်းစွာနဲ့ညှင်းဆိုတာပေါ့။ မောင်နေဘလို့ပဲပြောပြောမြေရှင်တထေးကြီးကနားမထောင်ပါဘူးပြက်တနာလာရှာတဲ့သူဆိုပြီးသူ့ရဲ့လူတွေကိုရိုက်နှက်ခိုင်းလိုက်ပါတယ်မောင်နေဟာသူ့ရဲ့ပတ်စံပြန်မရယုံတင်မကပဲဒံယာရီရရှိပြီးရုံရစ်ဆန်ခတ်နဲ့ထွက်ပြေးလာရတာပေါ့ဒံယာရီကြောင့်မောင်နေဟာအလုံးမလုံးနိုင်မဲလဲလျောက်နေရတယ်သူ့ရဲ့မျောလင်းချက်တွေအိမ်မက်တွေအားလုံးပျက်စီးသလိုဖြစ်သွားတာပေါ့ မောင်နီအလုံးမလုံးနိုင်တော့သူ့ရဲ့တထေးကြီးဥမြသူ့စီကိုရောက်လာတယ်။မောင်နီရဲ့အဖြစ်ကိုသိလိုက်ရတော့တထေးကြီးလည်းစိတ်မကောင်းဖြစ်သွားတာပေါ့။ဒီကိစ္စကငါမှတာဝန်ရှိတယ်။မင်းကိုဒီလိုလူစီမှာအခိုက်မိခဲ့တာ။သူဒီလိုလူမျိုးဖြစ်နေမှန်းငါမသိလိုက်ဘူး။တထေးကြီးကတောင်းပန်လိုက်တယ်။ပြီးတော့ဂရီပေးလိုက်တယ်။စိတ်မပူနဲ့နော်။မင်းရဲ့ပတ်ဆက်ကိုငါပြန်ရအောင်လုပ်ပေးမယ်။နောက်တနေ့တထေးကြီးဦးမြဟာငွေတို့ကြီးတစ်ထုပ်ကိုယူပြီးမြေရှင်တထေးကြီးစီကိုသွားတယ်။ တထေးကြီးဦးမြကအရှင်တထေးကြီးကျွန်တော်နောက်ရွာတရွာကိုကုံတယ်ရီနဲ့လက်ဖက်ရည်အစည်းဝေးရှိလို့ရက်အတန်ကြာခရီးသွားရမယ်အိမ်မှာဒီငွေတော့ကြီးကိုထားခဲ့ရမှာစိတ်မချဖြစ်နေလို့ခမားစီမှာယာယီအပ်ထားခဲ့ခြင်းနဲ့လို့ပြောလိုက်တာပေါ့ လောဘကြီးရဲ့မြင်ရှင်တထေးကြီးကလည်းငွေတို့ကြီးကိုမြင်တော့ဝမ်းသာပြီးအိုးဟုတ်ကဲ့ပါတထေးကြီးကျွန်တော်စီမအပ်ထားရင်အမခံပါတယ်ဘသူမှထိပါလို့မရပါဘူးလို့ပြောပြီးဝမ်းသာအာရနဲ့လက်ခံလိုက်တာပေါ့အဲ့ဒီအချိန်မှပဲဒံရရထားတဲ့မောင်နေဟာသူ့ရဲ့တထေးနဲ့ညှိထားတဲ့အတိုင်းမြင်ရှင်ကြီးရဲ့အိမ်ကိုလာပြီးအရှင်တထေးကြီးလွန်ခဲ့တဲ့တစ်နှစ်ကကျွန်တော်အပ်ထားခဲ့တဲ့ငွေတွေကိုအခုပြန်ပေးပါလို့အော်ဟစ်တောင်းဆိုတာပေါ့ မြင်ရှင်တထေးကြီးရဲ့မျက်နှာလဲပြောင်းသွားတယ်။သူ့ရဲ့ရှိမှတထေးကြီးဥမြရှိနေတယ်လေ။သူ့အရှက်ကွဲမှာကိုကြောက်တယ်။ဒီတော့အာညီလေးမင်းလားဟိုနေရ။ဦးကမမက်မိလိုက်လို့လူမရိုက်မိသွားတာပါ။တမျိုးမထင်နဲ့နော်။မင်းရဲ့ပတ်ဆက်ကိုဦးလေးပြန်ပေးမယ်။အဲ့လိုပြောပြီးမောင်နှီးရဲ့ငွေတွေအားလုံးကို ပြန်ထုတ်ပေးလိုက်တယ်လင်။မောင်နှီးလည်းသူ့ရဲ့ငွေတွေကိုယူပြီးပျော်ပျော်ကြီးထွက်သွားတာပေါ့။တထေးကြီးနဲ့မြေရှင်တထေးကြီးကတော့ဆက်ပြီးစကားလက်ဆောင်ကြနေတာပေါ့။ အခဏအကြာမှာပဲတထေးကြီးဦးမြရဲ့အလုတမတယောက်ပြေးဝင်လာပြီးအရှင်တထေးကြီးသွားရမယ့်ခရီးစဉ်ဖျက်လိုက်ရတယ်လို့ဟိုဘက်ရွာကကုံတယ်တွေကလှမ်းအကြောင်းကြားလာတယ်။သူတို့ဘက်ကကုံတယ်အဆင်သင့်မဖြစ်သေးလို့ကုံတယ်ကြီးတွေရောက်မလာတော့ဘူးတဲ့။အစည်းအဝေးကလည်းနောက်ဆုတ်သွားပြီလို့ပြောတယ်။တထေးကြီးကဟေးဟုတ်လားဒါဆိုငါခရီးမသွားရတော့ဘူးပေါ့။ရရှင်တထေးကြီးရေအဲ့ဒါဆိုလို့ရှိရင်ခုနကအပ်ထားတဲ့ငွေတွေကိုပြန်ယူလိုက်တော့မယ်နော်လို့ပြောပြီး ကြခင်ကမှအပ်ထားတဲ့မြေရှင်တရေကြီးစီကငွေတုပ်ကြီးကိုပြန်ယူလိုက်တာပေါ့နောက်ပြီးထပ်ပြောလိုက်တယ်မြေရှင်တရေကြီးရဲ့ယူသားမုံကိုတွေ့လိုက်ရတော့နောက်တစ်ခါသွားပြင်ရင်တေချာပေါက်လာအပ်ပါမယ်လို့ပြောပြီးပြန်သွားတယ်လောပကြီးပြီးလှည့်ပြားတတ်တဲ့မြေရှင်တရေကြီးဟာလည်းသူလုပ်ခဲ့တဲ့အမှားကြောင့်ရှက်ရွံ့ကဘာမှပြန်မပြောနိုင်မဲကြင်ရစ်ခဲ့တော့တာပေါ့ဒီဇယ်လန်းလေးကနေပြီးတင်ငန်းစာယူစရာတွေကတော့အများကြီးပါပဲ ယုံကြည်ရမဲ့သူကိုတည်တည်ချာချာရွေးချယ်ဖို့လိုအပ်တယ်လို့လောဘကြီးပြီးလှည့်စားခြင်းတက်တဲ့စိတ်ဟာလည်းနောက်ဆုံးမှာကိုကိုကိုဒုက္ခရောက်စေတတ်ပါတယ်။ယူသားကြိုးစားတဲ့မောင်နှစ်လိုမြေရှင်တထေးစီမှာမတရားခံရတာမျိုးမဖြစ်ဖို့ကိုလည်းအထူးတည်ထားရပါမယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုသဘောကျတဲ့ဆိုရင် channel ကို like and subscribe လုပ်ပြီးအားပေးခဲ့ပါအောင်ရှင်။